မိမိခန္ဓာကိုယ်ကြီးမှာတတိတံဝေကလေးတွေရှိပြီးတော့ဩတို့ရရှိတဲ့ခန္ဓာကိုယ်ကြီးတွေဇာတိမိလောင်ခဲ့ပြီးပြီးဇရာမိလောင်နေပါပေါ့လားဖြာတိမိတွေနှိစစ်နေပါပေါ့လားဒီရထဲမှာလောဘကလောဘဒေါသတကဒေါသတနည်းနည်းမှာအာယုန်လင်းလို့အလင်းရောက်တဲ့အရှင်ကစပြီးတော့ နေဝင်လို့အိတ်တန်းတက်တာရှိကြည့်လောဘတကလောဘဒေါသတွေမောဟတွေမာမာနတွေအိတ်တန်းမိစရိယတွေအဲ့ဒီအကြောင်းရင်းခံပြီးတော့မိမိခန္ဓာအကြောင်းရင်းခံတောကတကဖြစ်ရသူတစ်ပါးခန္ဓာတွေကိုအကြောင်းရင်းခံတောကတွေဖြစ်ရပရိဒီဝမိဒီလောင်ရဒုက္ခမိဒီဒေါမနတာမိဒီဥပါယတာမိဒီလောင်ကျွန်းပြီးတော့ငိုကြွေးမိတမ်းပြီးတော့ရေချာရအချင်းဤသည် ချမ်းသာလို့လားဆင်းရဲလို့လားဆင်းရဲပါဘူးမိမိခန္ဓာကြောင့်သောကပရိဒိဝဖြစ်ရတာတမျိုးခန္ဓာနဲ့နိစ္စတဲ့အမိကြောင့်အဖေကြောင့်ညီကိုမောင်နှမကြောင့်ညီကိုမောင်နှမမိသားစုကြောင့်သားတွေသမီးတွေမိတွေမြစ်တွေကြောင့်မိဘောက်ကြီးငယ်ကြခဲ့တဲ့ဘဝတွေကအနည်းလားအများကြီးလားဘာလို့မိတွေကြနေရပါလိမ့်မလဲဘာလို့ငိုကြွေးနေရပါလိမ့်မလဲဘာကြောင့်များစိုးရင်ပူဆွေးနေရပါသလဲလို့မိလို့ရှိရင်ဘာကိုရထားလို့ ခန္ဓာရသူတိုင်းရသူတိုင်းမှလူခန္ဓာဖြစ်စီနတ်ခန္ဓာဖြစ်စီမြမခန္ဓာဖြစ်စီခန္ဓာရရင်မို့ရဘူးလားမနာရဘူးလားမီးမလောင်ရဘူးလားဩဒါဆိုရင်ဟောဒီခန္ဓာကိုယ်တိုင်းမှာမီးတွေလောင်ကျောနေတဲ့ခန္ဓာကိုယ်ကြီးပဲလို့သိရှိနားလည်တဲ့သောပုဂ္ဂိုလ်မှန်သမျှတို့သည်တန်ត្រာကြီးကိုကြော်ပါဦးမလား နောက်တဲ့ဘဝခန္ဓာကိုယ်ကြီးကိုလိုချင်တဲ့စိတ်တွေရှိပါဦးမလားဘာဖြစ်လို့လဲလို့ပြီးတော့ခန္ဓာကွာတဖြည်းဖြည်းတဖြည်းဖြည်းနဲ့ဘာနဲ့နီးလာလဲအိုရာကဘာနဲ့ဘာရာတို့ဖြစ်လာနာရာကမနီးလာဘူးလားတဖြည်းဖြည်းတွင်းတဲ့ကိုဝင်ဖို့နီးလာပြီဩငါခန္ဓာကြီးဟာတရက်ကုန်များငါယုံညာတရက်တရက်နီးလာပါပေါ့လား